သမီးတို့မင်္ဂလာပါဒီချက်ကတော့စတ္တမရန်တင် जा ပါတာကိုတင် जा ပေးမယ်ဒီချက်ဆိုးဖြစ်ပါတယ်ဒီချက်တို့အခန်း1ကသဘာဝကိမ်းများနဲ့အပြည့်ကိမ်းများခေါင်းစဉ်အောက်ကတင်ကန်းစာ၄ဖြစ်တဲ့အပြည့်ကိမ်းများအတွက်ဖြန့်ဝေရာဂုံတက်တိအကြောင်းကိုတင် जा ပေးမှာဖြစ်ပါတယ် နော်တကယ်တော့အပြည့်အကိမ်းများအတွက်ဖြန့်ဝေရာဂုံတက်တိကိုတင်ကြတဲ့အခါမှာဒီချင်ဆွေးပြထားတဲ့ပုံလေးကိုကြည့်ရအောင်အတန်းက3တန်းရှိရယ်အတိုင်က4တန်းရှိရယ်ပုံ1မှာပုံ2မှာကြတော့အတန်းက3တန်းတိုင်က2တန်းရှိရယ်အဲ့တော့ပုံ1နဲ့ပုံ2မှာဆိုရင်အကွက်ကလေးတွေဘလောက်ရှိလဲဆိုရင်နော်ဒီချင်တို့အတိုင်နဲ့အတန်းကိုမြှောက်လိုက်တဲ့အခါမှာ3အမြောက်4 နောက်ပုံနှစ်မှာကြတော့ tree အမြောက်2အဲ့လိုဆိုရင် 12+6 ဆိုပေါင်းလိုက်ရင်18ရတယ်အဲ့တော့ teacher တို့ပြီးပုံ3မှာဆိုရင်ပုံ1နဲ့ပုံ2ကိုပေါင်းလိုက်တဲ့အခါမှာအတန်းကတော့3အတိုင်အားကြတော့4ရဲ့2ရဲ့ပေါင်းလိုက်တဲ့အခါမှာ6ရတယ်အဲ့တော့အတိုင်နဲ့အတန်းနဲ့မြှောက်လိုက်လို့ရှိရင် ုံ1နဲ့ပုံ2ထိတ်ဆုံးအကွက်ကိုဒီချေတို့ပေါင်းထားတဲ့6ရဲ့အတိုင်ငယ်6နဲ့အတန်းဟာ3နဲ့ပေါင်းလိုက်တဲ့အခါမှာဆိုရင်အကွက်ပေါင်း36လီ18 18ကိုရတာကိုတွေ့ရမယ်ဒီချေတို့3ရဲ့4ရဲ့မြောက်မယ်ပထမပုံ1မှာနောက်တစ်ခါပုံ1မှာ3နဲ့2နဲ့မြောက်တယ်အဲ့တော့ပုံ3လဲကြာရော3ကိုဒီချေတို့ဟာဘုံထုတ်လိုက်မယ် ပုံ1တွက်လဲ tree ပါတယ်ပုံ2မှာလဲ tree ပါတယ်အဲ့တော့ tree ကိုပုံထုတ်လိုက်ရင်ကြံနဲ့4နဲ့2ကိုပေါင်းလိုက်တာကိုအဖြစ်တူတာကိုတွေ့ရတယ်အဲ့တော့ပျောက်လက်အသီးသီးမှာ3ဟာဘုံပါနေတဲ့အတွက်ကြောင့်3ကိုဘုံထုတ်ပြီးတော့စုစုပေါင်းအကွက်တွေကိုရှာတာဖြစ်တယ်ဥပမာတပုတ်ကြည့်ရအောင်เนาะအဲ့တော့7နဲ့83နဲ့မြောက်မယ်ဆိုရင်ဒီခြေတော့7ကိုထားထားလိုက်ပြီးတော့83ကိုခွဲလိုက်မယ် ခွဲလိုက်တဲ့အခါမှာ 80+3 ဆိုပြီးတော့ခွဲလိုက်မယ်ခွဲလိုက်ပြီးရင်7ကို80နဲ့တခါမြောက်မယ်ဟာ560ရမယ်နောက်တခါ7ကို3နဲ့မြောက်မယ်21ရမယ်အဲ့ဒီအဖြေနှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်581ဆိုပြီးတော့ရတယ်အဲ့တော့အဲ့ဒီဥပမာမှာဆိုရင်7ကပေါင်းရတဲ့ဂိမ်းနေဖြစ်တဲ့80နဲ့3ပေါ်ကိုဖြတ်ဝေတာကိုတွေ့ရတယ်။အဲ့ဒါကြောင့် A B C တို့ဟာအပြည့်ကိန်းတွေဖြစ်မဲ့ဆိုရင် A အမြောက်ခွင်းစား B အပေါင်း C ခွင်းပိတ်အဲ့လိုဆိုရင် A ကို B နဲ့လည်းမြောက်မယ် C နဲ့လည်းမြောက်မယ်ဖြစ်တဲ့အတွက်ကြောင့်ခွင်းစား A အမြောက် B ခွင်းပိတ်အပေါင်းခွင်းစား A အမြောက် C ခွင်းပိတ်ဖြစ်တယ်အဲ့ဒီအချက်ကိုအမြောက်ကအပေါင်းပေါ်မှာဖြန့်ဝေရတယ်လို့ဆိုတယ်အဲ့ဒါကြောင့်အဲ့ဒီဂုံတက်တိကိုဖြန့်ဝေရဂုံတက်တိလို့ခေါ်တယ် အဲ့တော့ဖြောင်းဝေရဂုံတက်တီကိုကြည့်ရအောင်ဂွင်းစာ A အပေါင်း B ဂွင်းပိတ်အမြောက် C အဲ့တော့ A ကို C နဲ့မြောက်တဲ့အတွက်ကြောင့်ဂွင်းစာ A အမြောက် C ဂွင်းပိတ်အပေါင်း B ကိုလည်း C နဲ့မြောက်မယ်ဂွင်းစာ B အမြောက် C ဂွင်းပိတ်အဲ့ဒါကိုဖြောင်းဝေရဂုံတက်တီလို့ခေါ်တယ်ပုံစံတွက်အနေနဲ့ကြည့်ရအောင်နော်101အမြောက်35ကိုတဲ့ ဖြန့်ဝေရာဂုံတက်တိအတုံးပြူရွတ်ပါဖြန့်ဝေရာဂုံတက်တိကိုမတုံးမင်းနဲ့ဒီတိုင်းမြောက်လို့မရပါဘူးเนาะအဲ့တော့101အမြောက်35အဲ့လိုဆိုရင်ဒီကျေတို့က35ကိုခွဲလိုက်မယ်အဲ့တော့101အမြောက်35ကိုဘယ်လိုခွဲမလဲ30 5ဆိုပြီးတော့ခွဲမယ်အဲ့တော့101ကို30နဲ့တခါမြောက်မယ်101ကို5နဲ့တခါမြောက်မ အဲ့တော့မြောက်လိုက်တဲ့အခါမှာအဖြေက3535ဆိုပြီးတော့ရမယ်။နောက်တနည်းအနေနဲ့တချေတော့35ကိုခွဲထားတယ်။အခုဒီတခါ101ကိုခွဲလိုက်မယ်။အဲ့တော့100 about 1နောက်သူ့ကိုခွဲလိုက်မယ်ပြီးရင်35ကိုဒီတိုင်းပဲပြန်ရေးမယ်ပြီးရင်100နဲ့35နဲ့မြောက်မယ်ပြီးရင်အပေါင်း1ကို35နဲ့မြောက်မယ်အဲ့ ်အလို့ပေါင်းလိုက်တဲ့အခါမှာလဲ3535ဆိုပြီးရတာတွေ့ရတယ်အဲ့တော့ဒီချယ်တို့ကဖြန့်ဝေရဂုံတက်တိကိုသုံးပြီးတော့တွက်ပါဆိုလို့ရှိရင်ဘယ်ကိန်းကိုပဲခွဲခွဲတွက်လို့ရတယ်ဆိုတာကိုဒီချယ်တို့သိရမယ်အခုဒီနေ့ဒီချေတင်ကြားပေးတဲ့အကြောင်းအရာလေးကတော့အခန်း1တဘာဝဂိမ်းများနဲ့အပြည့်ဂိမ်းများရဲ့သင်ခန်းစာ ပြည့်ကိန်းများတွင်ဖြန့်ဝေရကုန်တက်သည့်အကြောင်းဖြစ်ပါれ။ဒါရီသမီးတို့ကလည်းဒီတင်ကန်းစာလေးကိုနားလေသဘောပေါက်မယ်လို့တစ်ချက်မျှော်လင့်ပါれ။နောက်တင်ကန်းစာမှာတစ်ချက်ရောပြန်တွေ့ကြမယ်နော်။ Bye bye ။ ဘာလို့သမီးတို့မင်္ဂလာပါတီချဲကတော့စက်တမရန်တင်ကြပါတာကိုတင်ကြပေးမယ်တီချဲဆိုးပဲဖြစ်ပါတယ်တင်ချတဲ့အခန်းတတဘာဝကိန်းများနဲ့အပြည့်ကိန်းများခေါင်းစဉ်အောက်ကတင်ကန်းစာ၅ဖြစ်တဲ့လုံထုံးများဆိုင်ရာအစီအစဉ်ကိုတီချဲတင်ကြပေးမှာဖြစ်ပါတယ် ဲ့တော့လုတ်ထုံးများဆိုင်ရာအစီအစဉ်အရာကိန်းတန်းတွေကိုဖြည့်ရှင်းတဲ့အခါမှာလေးထောင်ခွင်းတွန့်ခွင်းလက်သေးခွင်းဆိုပြီးတော့ခွင်း၃မျိုးရှိတာကိုဒီချေတို့သိရမယ်အဲ့ဒီဂွင်းသုံးမျိုးကအစင်တိုင်းရှိပြီးတော့အတွင်းအကြဆုံးဂွင်းကိုဥစွာရှင်းရမယ်เนาะအဲ့တော့ပုံစံတွက်ကြည့်ရအောင်ဒီကျေတို့ပုံစံတွက်ကို တွက်ကြည့်ရအောင်မေကွန်းက၄တောက်ဂွင်းအစာ 36အစာတွန့်ကွင်းအစာ9အနှုတ်လက်သေးကွင်းအစာ12အနှုတ်7လက်သေးကွင်းပိတ်တွန့်ကွင်းပိတ်လေးတောင်းကွင်းပိတ်အမြောက် tree ကိုရှင်းပါတဲ့မိကွန်းကိုပြန်ရေးရအောင်လေးတောင်းကွင်းအစာ36အစာတွန့်ကွင်းအစာ9အနှုတ်လက်သေးကွင်းအစာ 12 a no 7လက်သေးကွင်းပိတ်တွန့်ကွင်းပိတ်လေးတောင်ကွင်းပိတ်အမြောက် tree ပြန်ရေးပြီးပြီဆိုရင်ဒီချေတို့မေးခွန်းကြီးလိုက်တဲ့အခါမှာအတွင်းအကြဆုံးကွင်းကိုအရင်ရှင်းရမှာဖြစ်တယ်အဲ့ဒါကြောင့်အတွင်းအကြဆုံးလက်သေးကွင်းထဲမှာ12ရဲ့ကနေပြီးတော့7ကိုနှုတ်တဲ့အဖြစ်ဟာ5ရတယ်အဲ့ဒါကြောင့်ဒီချေတို့မေးခွန်းကို ပြန်ရေးလိုက်မယ်ဆိုရင်၄တောင်ကွင်းအစား 36အစာတွန့်ကွင်းအစာ9အနှုတ်စောစောကလက်သေးကွင်းကိုရှင်းထားတဲ့အပြည့်5ကိုရေးမယ်ပြီးရင်တွန့်ကွင်းပိတ်လေးတောင်ကွင်းပိတ်အမြောက် tree ပြီးလို့ရှိရင်ဒီချေတို့အခုရရှိထားတဲ့အပြည့်မှာအတွင်းအကျဆုံးတွန့်ကွင်းကိုရှင်းလိုက်မယ်တွန့်ကွင်းက9နဲ့ရနေ5ကိုနှုတ်ရင်4ရတယ်အဲဒါကြောင့် တီချာတို့ပြန်ရေးမယ်ဆိုရင်၄တောင်ကွင်းအစား36အစား9နဲ့5နှုတ်ထားတဲ့အဖြစ်အ4ပြီးရင်၄တောင်ကွင်းပိတ်အမြောက် tree ပြီးရင်၄တောင်ကွင်းကိုရှင်းမယ်ဆိုရင်36ကို4နဲ့စားရင် အဖြစ်9ရတယ်အဲ့ဒါကြောင့်9အမြောက် tree ညီမြချင်း27အဖြေကိုရရှိမှာဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းပုံစံအတွက်ကိုပြန်ပြီးတော့တွက်ကြည့်ကြပါလို့ဒီချက်မှာကြားခြင်းပါတယ်။ဒီနေ့ဒီချက်တင်ကြားပေးတဲ့အကြောင်းအရာလေးကတော့အခန်း1 တဘာဝကိန်းများနဲ့အပြည့်ကိန်းများရဲ့တင်ကန်းစာ၅လုံထုံးများဆိုင်ရာအစီအစဉ်အကြောင်းဖြစ်ပါတယ်။ဒါတို့သမီးတို့လည်းဒီတင်ကန်းစာလေးကိုနားလည်သဘောပေါက်မယ်လို့ဒီချက်မျှော်လင့်ပါတယ်။နောက်တင်ကန်းစာမှာဒီချက်တို့ပြန်တွေ့ကြမယ်နော်။ Bye bye ။